မြင်လာပါခင်ဗျကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါ30ရက်6လပိုင်း2025မှာရှင်းပြသားကြမယ် UEFA Champion League ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဆိုတော့ဒီပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ရွေးချယ်ထားတာပေါ့နော်ဒါ Atletico Madrid နဲ့ပေါ့နော်ဒါ Frankfurt ပွဲစဉ်ပြင် Bodo Glimt စပါးနဲ့ဒါ Chelsea နဲ့ PP ကပွဲစဉ်တွေရွေးချယ်ပေးထားဖြစ်ပါတယ်ဒီ3ပွဲကိုတော့ကျွန်တော်ကတော့ Body Titan ကြီးရွေးပေးမှာဖြစ်တယ်လို့မောင်းကြိုက်တဲ့ညီကိုတွေကမောင်းတွဲဆော့ပြီးတော့ Body Titan ကြီးလည်းဆော့ကြတာလို့ရပါတယ်ခင်ဗျာနော် ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ဒါအက်တလီကိုမက်ဒစ်နဲ့ဒါဖလန့်ဖော့ပွဲစဉ်ရွေးချယ်ပြီးတော့မှဖြစ်တယ်ဗျအက်တလီကိုမက်လစ်ကတော့လာလီဂါရဲ့ပေါ်တော့ဒါစပိန်ပြပွဲစဉ်မှာဆိုရင်ယူရဲမက်လစ်ကိုကိုးပြတဲ့နိုင်ရရှိခဲ့တာဖြစ်ပြီးတော့ဖလန့်ဘက်ကပေါ်တော့ဒါဝန်ဒီလီဂါပွဲစဉ်မှာဆိုလို့ရှိရင်ဒါတည်ကြထားလာတွေ့ရကြဆိုတော့အက်တလီကိုမက်လစ်ကလာလီဂါစပိန်မှာကောင်းခဲ့ပြီးတော့ချန်ပီယံလိမာဒါလီဗာပူးကိုရှုံးနိုင်ထားပြီးတော့တစ်ဖက်မှာလည်းဖရန်ဖက်ကချန်ပီယံလိမာအနိုင်ရရှိတာတွေ့ရရအတင်းတော့ထိတ်တိုက်တွေ့ဆုံမှုတော့မရှိသေးဘူး ယနေ့ပေါဝေးတဲ့ body ဈေးမှာဆိုဒါအတလီကိုမလေးအိမ်ခွေးရနေပြီးတော့၃လုံးသွင်းသွားရင်ပြားဆုံးစားနေပြီးတော့၃လုံးသေးသေးဒီ body ပေါက်ဝေးတဲ့ကနဦးဈေးလေးကိုပေါင်းဈေးမှာဆိုရင်၃လုံးသွင်းသွားရင်ဒါတဝက်အရှုံးဈေးရနေပြီးတော့ဒါ၃လုံးသေးသေးဒီပေါက်ဝေးတာလည်းတွေ့ရပြဒါကနဦးဈေးတွေလည်းဖြစ်တယ်ဆိုတော့အတလီကိုမလေးအိမ်ခွေးမှာဒါ Champion League မှာဆိုရင်ဒါကောင်းကောင်းမွန်ကစားတက်ပြီးတော့ Spain La Liga ရဲ့နောက်ဆုံးကစား Real Betis မှာဆိုရင်အနိုင်ရရှိတာဒါအကြောင်းပြောလို့ပေါ့နော်ဒါအတူအနေနဲ့ယုံကြည်မှုအပြေးွားရရှိနေမှာလည်းဖြစ်တယ် ဘိုးကွင်းဖြစ်တဲ့ Frankfurt အနေနဲ့ Atletico Madrid ကိုပေါ်တာတာထိမ့်ဆော့သွားပြီးတော့ဂိုးလေးတွေမပြောင်းမကစားတော့ဘူးလို့ရှိနေပေဗျာဆိုတော့ကျွန်တော်ရဲ့ကိုခံမှန်ရလကောက် Atletico Madrid နဲ့ဒီ Frankfurt လိုရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကိုးကပေါ်တော့ဒါအနည်းဆုံး1-2တူးစီလောက်ဒီဖြစ်သွားနိုင်မယ်ဗျာ Atletico Madrid နဲ့ယုံလာလို့ရှိနေပေပေါ့နော် Atletico Madrid အနေနဲ့ပေါ့နော်ဒါယုံကန်လာခိုက်မယ်ဆိုရင်ပေါ့နော်ဆိုတော့ကျွန်တော်စိတ်ကြက်ကိုရွေးချယ်ပေးရရင်တော့အနီဝင်ဖြစ်တဲ့ Atletico Madrid နဲ့ဒါ Frankfurt ကိုပွဲစဉ်မှာဆိုရင်ဒါ Atletico Madrid body ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲဖြစ်တဲ့ Porto Glin နဲ့ဒါစပါးပွဲစဉ်တွားမယ်ဗျာ ပားကတော့ Champion League ဒါအင်္ဂွေမှာအနိုင်ရရှိခဲ့ပြီးပိုတိုဂလင်းကတော့ဒါသေချာတာတွေ့ရတယ်။ဝေဝင် Champion League ပွဲစဉ်မှာဆိုရင်ပေါ့နော်။နှစ်သင်းတစ်လုံးကထိတ်တိုက်တွေ့ဆုံမှုတိုင်းရှိခဲ့ရဆိုပေမဲ့စပားကြီးပဲအနိုင်ရရှိတာတွေ့ရပြီ။ဒါကတော့ဟိုလွန်ခဲ့တဲ့နှစ်တွေကပေါ့နော်။ဆိုတော့ပိုတိုဂလင်းအင်္ဂွေမှာမာတယ်။စပားကလည်းဝေဝင်မှာတိုက်စစ်ပိုင်းမှာကိုသွင်းရဟိုဒါခက်ခဲနေရလဲတွေ့ထားရ။နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုလို့သေချာတာလဲ။ Champion League ပွဲစဉ်မှာလည်းရုန်းကန်ရခဲ့တာလည်းရှိတယ်ဗျ။ဆိုတော့ပိုတိုဂလင်းကတော့ရှင်နိုင်ဖို့တော့ဒါပိတ်ပြီးတော့မလွယ်ဘူး။ ဒါပေမဲ့ဒီနေ့မှာတော့ဝေခွင့်ဖြစ်တဲ့စပါရဲ့ policy တွေကရှစ်တူစဉ်ပြားဆုံးရှုံးစေးရနေပြီးတော့ရှစ်တူစုအရှုံးစေးတိဒါကြောပေးထားတယ်ကိုပေါင်းစေးမှာဆိုရင်တုံးလုံးတဝက်စားစေးရနေတုံးလုံးသေးသေးဖောက်ပေးထားတယ်ကနေဦးစေးတိပြဘိုးခံမရလက်ကတော့ဘိုးလေးနေသွားပြီဘိုးတို့ကလေးနဲ့စပါနဲ့ဝမ်ဝမ်မောင်းဝမ်စင်းတော့လည်းဆက်ပြီးပြီးဆုံးသွားလိမ့်မယ်စိတ်ချိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဘိုးတို့ကလေးနဲ့စပါပွဲစဉ်မှာဆိုကျွန်တော်ကတော့ကိုအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ချက်စီနဲ့ဘင်ဘီကပွဲစဉ်သွားမယ်ပြချက်စီကတော့ချန်ပီယံလိအဖွန်ပွဲစဉ်မှာရှုံးနေထားပြီးဘင်ဘီကနိုင်ထားတယ် ောက်ဆုံးကစားခဲ့တဲ့အင်္ဂလန်ပလီးများလီမှာဆိုလဲချက်စီချုံနေထားရောပင်ပီကလည်းနောက်ဆုံးကစားခဲ့တဲ့ပွဲမှာနိုင်ရရှိထားတယ်။အတင်းတော်ထိတိုက်တွေ့ဆုံတိုင်းမှာဆိုချက်စီကတော့တာတယ်ဒါဥရောပပွဲစဉ်ဒီမှာဆိုရင်ပေါ့။ဆိုတော့ချက်စီမှာဒါဒင်ရကစားသမားရှိပေမဲ့ဒါလူကောင်းနေလည်းရှိသေးတော့ဒင်ရကစားသမားဖြစ်ပြီးအကောင်းဆုံးပုံစံနဲ့အင်္ဂုမှာဒီနောက်ဆုံးကစားတဲ့ချုံပွဲကိုဒီနေ့ပွဲနဲ့ပဲပြန်ပြီးတော့ဒါဖြစ်သိမ့်သွားလိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ်။ပင်ပီကအနေနဲ့ဝေကွင်းဆိုတော့တော်တော်လေးတော့ညံ့နေတယ်။ဒါပေမဲ့ချက်စီအင်္ဂုမှာတော့ဒါနိုင်ရရှိဖို့တော့မလွယ်လောက်ဘူး။ ဒီနေ့ဖောက်ပေးထားတဲ့ရှက်သေးရဲ့ပေါ်လေးလေးမှာသူတလုံးသေးရနဲ့တလုံးသွင်းသွားရင်ဒါပြားဆုံးအစားသေးကိုဈေးလေးတွေပြောင်းထားတာဖြစ်ပြီးခိုးပေါင်းသေးကသုံးလုံးသေးနဲ့ဒါသုံးလုံးသွင်းသွားရင်ဒါပြားဆုံးအစားသေးပေးထားတယ်ဗျဘလို့ဖြစ်ပြဒီနေ့ပွဲစဉ်မှာရှက်သေးနိုင်ရရှိသွားရင်တော့ကိုကတော့အပြည့်ကြီးတော့မဝင်2စီးလောက်တွေဖြစ်နိုင်တယ်တတိစီးဆိုရင်လည်းကန်ကောင်းလို့ပေါ့နော်အဲကြတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကတော့အင်ဝင်းဖြစ်တဲ့ရှက်စီးပေါ်လေးနဲ့ကိုအောက်ကိုနှစ်ချောင်းတွဲပေးခြင်းပါတယ်ခင်ဗျဒီတိုင်းလိုက်ဆုံးမယ်ဆိုရင်တော့အဆင်ပြေပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါ30ရက်6လပိုင်း2025ရက်နေ့အရှင်ပြန်ကစားကြမယ်ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာဆိုလို့ရှိရင် MLA နဲ့ဒါ plan board ပေါ်ချင်မှာဆိုရင်ကိုပြတဲ့ကျွန်တော်က MLA body ရွေးချယ်ပေးထားပြီးတော့ protocol နဲ့ support ပေါ်မှာဆိုရင်ကိုကဝင်ရွေးချယ်ပေးထားတာပါချက်စီနဲ့ပင်ပင်ကပွဲစဉ်မှာဆိုရင်ချက်စီ body နဲ့ကိုပေါင်း upload ကျွန်တော်တွဲပေးထားတာပါဒီပွဲစဉ်၃ပွဲစလုံးတော့မောင်းဆော့ရသလို body ကြီးတည်တံလဲဆော့ရပါတယ်ခင်ဗျာနော်ကျွန်တော် YouTube channel လေးကိုကြည့်ကြည့်အားပေးကြလိုက်ညီကိုတွေအထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါလိမ့်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ